အမြဲတမ်းအကောင်းဆုံးလုပ်နိုင်ဖို့ကြိုးစားနေပါတယ်။အတလက်တီကိုအသင်းကို အနိုင်ရတဲ့ပွဲမှာကိုမုခေါမှုကိုရပ်တန့်နိုင်ခဲ့တဲ့ရော်ကာရက်ကသူ့အနေနဲ့အမြဲတမ်းအကောင်းဆုံးလုပ်နိုင်ဖို့ကြိုးစားနေလို့ပွဲပြီးမှပြောကြားခဲ့ပါတယ်။ အာဆနယ်အသင်းကမနေ့ညကရှင်းပြိုင်ကစားခဲ့တဲ့ချန်ပီယံလီလီဖိတ်ပွဲစဉ်၃မှာစပိန်ထိပ်သည်းအက်တလက်တီကိုမက်ချ်အသင်းကိုအေရှီကွင်းမှာ၄ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တာပါ။အာဆနယ်အတွက်ဂိုးတွေကိုဂါဘရီယယ်မတ်တနလီနဲ့ရောကာရက်တို့ကသွင်းယူခဲ့တာပါ။ယာလီအစပိုင်းမှာဂိုးသွင်းနိုင်ခဲ့ပေမဲ့နောက်ပိုင်းပွဲတွေမှာဂိုးမရလို့ဝေဖန်ခံရတဲ့ရောကာရက်အတွက်ဖိအားတွေလျှော့ချစေတဲ့ပွဲလို့လဲဆိုနိုင်ပါတယ်။ ပွဲပြင်းမှာရောကာရက်ကသူ့အနေနဲ့ပွဲတိုင်းကောင်းဆုံးဖြစ်အောင်ကြိုးစားနေပြီးတော့သူတို့အနေနဲ့တပွဲချင်းစီတိုင်းကိုအာရုံစိုက်ကစားသွားမယ်လို့ပြောကြားခဲ့ပါတယ်။ရောကာရက်ပြောတာကတော့အရင်ချင်နှပ်ပါတယ်။အက်တလက်တီကိုကအခွင့်အရေးတချို့ရခဲ့ပေမယ့်တပွဲလုံးချုပ်ကြီးနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပွဲကိုထိချုံနိုင်ခဲ့ပါတယ်။လေးကိုသွင်းပြီးကလေးရှင်းရတာကအရင်ကောင်းတာပေါ့။ကျွန်တော်တို့ဆက်သွားရမှာပါ။ကျွန်တော်သွင်းခဲ့တဲ့ဂိုးနှစ်ဂိုးလုံးကအရင်ကောင်းပါတယ်။ကျွန်တော်အနေနဲ့အမြဲတမ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်။ကျွန်တော်အနေနဲ့တက်နေတဲ့လောက်ကိုညီနိုင်မှုကြိုးစားနေပြီး တော့ကိုရီမကြခင်လာမယ်ဆိုတာလည်းသိပါတယ်ကျွန်တော်တို့အကောင်းဆုံးလုပ်ချင်ပါတယ်ကျွန်တော်တို့ကစားတာပြင်းစရာကောင်းနိုင်ပေမယ့်ပွဲစဉ်တစ်ပွဲစဉ်တိုင်းကိုအာရုံစိုက်ကြိုးစားတော့မှာလို့ပြောကြားခဲ့ပါတယ်အာဆင်နယ်အသင်းကချန်ပီယံလိလီဖိတ်ပွဲစဉ်၃အပြီးမှာ PSG အင်တာမီလန်အသင်းတို့နဲ့ရာနိုပြနိုင်ပွဲရချပြီးတော့ဂိုးကွက်ချချက်နဲ့အဆက်၃နေရာမှာယက်တီနေပါတယ်အာဆင်နယ်နေပြအတီဇာကတော့အတလက်တီကိုနဲ့ပွဲမှာရောဂါနဲ့ကိုရခွက်တဲ့အတွက်အယဉ်ကျေနပ်တယ်လို့ပြောကြားခဲ့ပါတယ်အတီဇာပြောတာကတော့သူ့အတွက်ကျေနပ်ပါတယ်သူကဂို းတွေကိုထက်တက်စွာရရှိခဲ့ရပါအသေးအတွက်သူလုတ်ပေးတဲ့လုတ်အားနှုံးကလက်ဖြားခါလောက်ပါတယ်သူရဲ့စူးစမ်းမှုနဲ့တန်ဖိုးကိုကျွန်တော်တို့အတိအမှပြုပါရတယ်ဒါကသူ့အတွက်အဆဖြစ်နေမလို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်